ားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံမာခြင်းနဲ့ပြည့်စုံကြပါစေဒီနေ့ထိုင်းရွှေသေးကတော့အတက်ကြက20ကြိမ်တည်တည်ရှိပေမဲ့ညနေမှာတော့တရက်လုံးအတိုင်းတာနဲ့200အကျနဲ့ဈေးပိတ်သွားပါတယ်ဒီနေ့က10ရက်နေ့လေးလပိုင်း2020နဲ့9ခုနေ့ညနေပိုင်းထိုင်းရွှေသေးကတော့200ကျပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲဈေးဆိုင်ကရောင်းတဲ့ဈေးက4950ဆိုင်ကလက်ခံတဲ့ဈေးက49450 လက်ဝယ်ရနိုင်ဈေးနှုန်းတို့ကတော့ဆိုင်ကရောက်တဲ့ဈေးက9300နဲ့မှ90ဆိုင်ကလက်ခံတဲ့ဈေးက48550ခွန်းတမ၄ရှင်းနဲ့ပေါက်ဈေးရှိပါတယ်။ကမ္ဘာ့ချွေတအောင်စားကိုဒေါ်လာ3000ခွန်းတမ93နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ34.83နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.5ငားရကိန်းလို့ရှိတဲ့ထိုင်းရွှေခေကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။ဒက္ခပီစီထိုင်းရွှေခေတစ်ပတ်သားကို၄၉၅၀နဲ့ပေါက်ဈေးရှိပါတယ်။ ်ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က4950ဈေးနဲ့ပြန်ပြီးတော့လက်ခံမှာပါလက်ဝယ်ရနိုင်လက်ခံတွေကတော့ဘဏ်ကောက်ထဲမှာတပတ်သားကို1000ကနေ2000တိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့တိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းပြတ်ပြီးတဲ့ပြင်ကို4800ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်လက်ရှိမှာတော့ထိုင်းရွှေဈေးကမနက်ကဈေးပုံဝင်ချင်းမှာကျပြီးမယ်ညနေမှာတော့ အနည်းငယ်ပြန်ပြီးဈေးတက်သွားတာကိုတွေ့ရပါတယ်။လက်ရှိမှာတော့ကမ္ဘာရွှေဈေးတွေကလည်းတက်ဈေးနဲ့ပြနေပါသေးတယ်။ကမ္ဘာရွှေတအောင်စားကဒေါ်လာ2965အောက်ကိုဆင်းမယ်ဆိုလို့ရှိရင်တော့ထိုင်းရွှေဈေးကလည်းတော်တော်လေးကိုထိုးချနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဒီတရက်နေ့ရဲ့အတွင်းမှာကမ္ဘာရွှေတအောင်စားကဒေါ်လာ3000ကနေ 3022ကိုဖြစ်နေမယ်ဆိုရင်တော့ရေရှည်အနေနဲ့ကမ္ဘာရွှေဈေးကပြန်ပြီးတက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဒါလို့သာကမ္ဘာရွှေကတက်သွားမယ်ဆိုလို့ရှိရင်တော့ထိုင်းရွှေကလည်းဆက်လက်တက်ဖို့အလားအလာရှိနေပါတယ်။မိမိတို့ကထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုချင်နေဆိုရင်တော့အခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့ကြံပြချင်ပါတယ်။ထိုင်းရွှေအခဲကိုဝယ်စုခြင်းနဲ့ဆိုရင်လက်ခံစီတက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင် CNET Glen Secure စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။ ထိုင်းရွှေအခဲတပတ်သားကို လက်ခ200ငါးဘက်သားတွေဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူးထိုင်းရွှေစင်ငွေစည်းတွေကိုအများအားတင်ပေးပါတယ်ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနီးရဲ့ကင်းလို့ဖေးရှင်းကြပါစေ